အလौသမားခွင့်ရေးနဲ့လူခွင့်ရေးတွေချိုးဖောက်နေတဲ့စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာအလौသမားရေးရာအဖွဲ့ချုပ် ILO ကပုံမှန်33ရာအရှေ့ယူဖို့ဇွန်လ9ရက်နေ့မှာဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပခဲ့တဲ့ ILO ညီလာခံကနေဆုံးဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီကိုဓာတ်ရိုက်ဥတီတဲ့အဲ့ဒီရေးယူမှုဟာစစ်ကောင်စီရဲ့စီရေးစီးပွားရေးတန်တမန်ရေးတွေကိုထိခိုက်စေမှာဖြစ်တယ်လို့အချို့သောလုပ်ငန်းတွေပြန်ထွက်သွားတဲ့အခါမှာအဲ့ဒီလုပ်ငန်းတွေမှာရှိနေတဲ့အလုသမားတွေအလုထိခိုက်မှုတွေရှိနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုသမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေကမေဇမကိုပြောပါတယ်။ ပါလို့တမားတွေကတော့အ내အချင်းထိကြိုက်ကောင်းထိကြိုက်နိုင်တယ်သူတို့စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့်ထိကြိုက်နေတာနဲ့ရှင်ကြည့်မယ်လို့ရှင်ရင်တော့ဒါထိကြိုက်မှုကမပြောပါတော့ဘူးလို့ပြောလို့ရတယ်နောက်တစ်ခုကအရေးယူမှုကြောင့်ဒီစစ်ကောင်စီရဲ့တချို့သောဖိနှိပ်မှုတွေပေါ့နော်ပြန်ပြီးကြော်ပါသွားနိုင်ကြည်လည်းရှိပါတယ် အခုအရေးယူမှုဟာမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင်အရေးယူတာဖြစ်ပြီးတော့ဒီအရေးယူမှုကြောင့်စစ်ကောင်စီရဲ့ပုံကိုရေးစီးပွားရေးတွေသူတို့ကို ထောက်ပံ့ပေးနေတဲ့စီးပွားရေးလုပ်ငန်းတွေထိခိုက်တာနိုင်ငံတကာမျက်နှာစာမှာစစ်ကောင်စီကိုဒီထက်ပိုပြီးတော့အထီးကျန်စေတာတွေဖြစ်လာမှဖြစ်ပြီးတော့ရဲသားတွေကိုလေကြောင်းကနေတိုက်ခိုက်နေတဲ့စစ်ကောင်စီထံကိုစစ်လက်နက်ပစ္စည်းတွေနဲ့လေယာဉ်စီရောင်းချမှုတွေကိုလည်းကန့်သတ်နိုင်မှာဖြစ်တယ်လို့ပြောပါတယ်။ လရှိ ILO ပုံမှန်33အထိပြုတ်မှုဟာအလုံးစုံစီးပွားရေးပိတ်ဆို့မှုမဟုတ်တလို့စီးပွားရေးပိတ်ဆို့မှုလို့လည်းပြောလို့မရပဲ ILO ရဲ့ဒဏ်ခတ်အရေးယူမှုတစ်ခုသာဖြစ်တယ်လို့ဦးကျော်နီကဆိုပါတယ် ILO အနေနဲ့လွန်ခဲ့တဲ့2000ပြည့်နှစ်တုန်းကအာနာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်ကလည်းမြန်မာနိုင်ငံပေါ်ပုံမှန်33နဲ့အရေးယူခဲ့ပြီးအဲ့ဒီတုန်းကစီးပွားရေးအရသာအရေးယူခဲ့တာလို့သိရပါတယ်အချိန်တုန်းကဆယ်အုပ်စုအထိခိုက်ပါတယ် ဒီကတည်းက2000ပြည့်နှစ်ရဲ့နောက်ပိုင်းမှာပေါ့နော်ဒီရင်းကျူပူရဲ့နောက်ပိုင်းမှာသူတို့တွေရဲ့ဒီစီပွားရေးလုပ်ငန်းတွေပေါ့နော်စီပွားရေးလုပ်ငန်းတွေဝင်ဝေတွေပေါ့အများကြီးထိခိုက်တာတွေရှိရပေါ့နော်ဒါကြောင့်နောက်ပိုင်းမှာဒီပြည်ပြင်ပြောင်းလဲရေးအတွက်ကိုဒီဂျိုဘန်နဲ့ထဲမှာပေါ့နော်ဒီအဲ့ချင်အဆေဆူရဲ့ဂျိုဘန်မှုအဲညောင်တံပဲညီလာခံပေါ့ဂျက်ဆန်ညီလာခံနေပြီးတော့ရှက်ထားတဲ့ညီလာခံကို2000ပြည့်မှာပြန်စပြီးတော့သူတို့ဒီဒီဟာကိုပြန် အသက်သွင်းမှုကြိုးစားတာတွေပေါ့နော်တီးပြီးပြောင်းလဲမှုလုပ်ဖို့ဆိုတာကိစ္စလေးအချင်းတို့ဒီပြန်ပြီးတော့လောက်ခဲ့တာတွေရှိတယ်လို့ကျွန်တော်တို့နားလည်ရပါတယ်အဲဒီတော့ကတော့ဒါစီပွားရေးရာအရေးယူရဲ့သဘောတစ်ခုတည်းရှိတယ်အဲဆက်အဲ့ဒီအချင်းအဆက်အုပ်စုကိုလည်းထိခိုက်မှုရှိခဲ့ပါတယ် အနာသိန်းကာလာတွင် လုပ်ငန်းရှင်တွေအနေနဲ့အလုံသမားအခွင့်အရေးချိုးဖောက်တာတွေရှိနေပြီးစူပေါင်းတောင်းဆိုမှုတွေကိုပိတ်ဆို့တာမတရားဖိအားပေးစီခိုင်းတာတွေပြုလုပ်ခဲ့ပြီးတော့ဒီအပေါ်ကိုအချိန်မီမပြုပင်ခဲ့တဲ့အတွက်အခုလိုအေးအေးယူခံရမယ့်ရလတ်ထွက်ပေါ်လာတာလို့မြင်ကြောင်းအလုသမားရေးလှုပ်ရှားနေတဲ့သွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ် SDUM မှလုံခြုံရေးရအမိမဖော်လို့သူတဦးကဆိုပါတယ် ဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘယ်ရင်းနှီးမြုံနှံမှုတွေကထွက်ခွာဖို့ရှိနေတယ်ဘယ်ဟာတွေကိုပိတ်ဆို့မယ်ဆိုတာတွေကိုတိတိကျကျသိလာပြီးတဲ့နောက်မှာမှအလုံသမားတွေအနေနဲ့ဘလို့အခြေအနေတွေရေဆိုင်ရမယ်ဆိုတာကိုပြောလို့ရမှာဖြစ်တယ်လို့လည်းသူကမှတ်ချက်ပြုပါတယ်အိကကဒါကိုဟိုကျူးလွန်ထားတဲ့သူပေါ့နော်လုပ်ငန်းရှင်အနေနဲ့ကဒီလိုအခြေအနေမျိုးမရောက်ချင်ဘူးဆိုလို့ရှိရင်တော့စတယ်ကလက်ကသူတို့အိုင်လိုကပြောထားတဲ့ဘယ်လဲဆိုတာတင်းတင်းဖွဲ့ဒီကိန်းလို့စူပါအောင်ဆိုဝင်စူပါအောင်ယူပြီးလို့ အဲစူပါအောင်ဒီဟောစူပါအောင်ရေးဆုံခွင့်ပေါ့နော်စူပါအောင်တောင်းဆုံခွင့်လို့ပြီးရင်အဲဒီမတရားပြရပြီးလောကပြီးစိုင်းတာပေါ့နော် OTD ခုံပြီးတော့ဒီရှိမပေးတာဒီလိုကိစ္စမျိုးတွေကိုစားတွေကရှောင်ရှောင်ဝင်လို့တယ်ပေါ့တကယ်နာမည်ကြီး brand တွေကဒါတွေကိုကျူးလွန်ပြီးတော့ဟောပြီးတဲ့အခါကျတော့မှနာမည်ကောင်းယူပြီးတော့ငါတို့ကဒီကလူခွင့်ရေးဒီဇိုင်းလိုက်တာလို့ဒီကမလုပ်တော့ဘူးဆိုပြီးတော့ဈေးကြီးကြီးတဲ့ဒီ ကြောင်းတဲ့ဒါနောက်လူလည်းတွေရအောင်ဗျာနောက်လူလည်းလွှဲရအောင်လည်းလူရှင်တော့ PT မြန်မာနိုင်ငံနဲ့ဆက်ဆက်လုပ်ချင်တဲ့နိုင်ငံတွေကနေပြီးတော့တရုတ်တို့ရုရှားတို့ဟိုတခြားပေါ့ဟုတ်ကဲ့နော်အဲနိုင်ငံကြီးကနေမှာပေါ့လေအခုကြံနေခဲ့တော့အဲလူတွေကစရဲကွာဟိုဒါကိုမလိုက်နိုင်အောင်လေဟုတ်ကဲ့မလိုက်နိုင်တော့ဘာလို့တက်ကတော့ထုံညံ့ထုံရင်းနေပေါ့ဒီသူကဒါကိုပဲပြန်ပြီးတော့ရင်ဆိုင်ရမယ်ဒါဒီလူတွေနဲ့ပဲပြန်ပြီးဆက်ဆံရမယ်ဒါကိုပဲပြန်တွေ့ရမယ် အလို့ရဲ့အဖွဲ့ဝင်တွေထဲမှာအလို့ရှင်အလို့သမားနဲ့အစိုးရတွေပါဝင်ပြီးတော့လက်ရှိရဲ့ပုံမှန်33ရာအရေးယူမဲ့အထဲမှာအဲ့ဒီသူတွေကိုစစ်အုပ်စုနဲ့ပတ်သက်မှုတွေကိုပြန်လည်တုံးသက်ဖို့ပြောထားတယ်လို့လည်းသိရပါဗျ။ဒါနဲ့ပတ်သက်လို့ NUG အလို့သမားတပ်ပေါင်းစုနဲ့အလို့ရှင်အဖွဲ့တို့တုံးဝင်ဆိုင်စည်းဝေးထိုင်ပြီးလုပ်ငန်းကုမ္ပဏီဖို့ထုတ်ဖို့ရှိနေကစစ်အုပ်စုနဲ့ဆက်လက်အလုပ်လုပ်နေသူတွေကိုအချက်လက်ပြုစုသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားသမကများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကဇွန်လ9ရက်နေ့မှာမေဇမကိုပြောထားပါဗျ။ဒါပြင် ILO ပုံမှန်33ရအရေးယူမှုတွေကိုစစ်ကောင်စီကပြုလုပ်မယ်လို့ဆိုထားတဲ့ရွေးကောက်ပွဲမတိုင်ခင်ပုံတံပေါ်အောင်စ조사သွားမယ်လို့လည်းဦးမောင်မောင်ကပြောပါဗျ။စစ်ကောင်စီအလုံသမားဝန်ကြီးဌာနကတော့ဒီကိစ္စနဲ့ပတ်သက်လို့ ဇွန်လ6ရက်နေ့တရက်ထဲထုတ်ပြန်ချက်နှစ်ခုထုတ်ပြန်ခဲ့ကမွန်လွဲပိုင်းမှာ ILO ကချမှတ်တဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရေးကိုဖိအားပေးလိုတဲ့အတွက်ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့နိုင်ငံတွင်းကအလုပ်ရှင်တွေအလုပ်သမားတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်တည်ရောက်မှုတွေမရှိနိုင်တဲ့အတွက်စိုးရိမ်မှုမရှိဘူးဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ညာဘက်မှာတော့ဒီဆုံးဖြတ်ချက်ဟာနိုင်ငံတွင်းလူမှုရင်းနဲ့အလုသမားအခြေအနေတွေကိုအမှန်တကယ်ထိခိုက်စေတဲ့ဘက်ကိုတွန်းပို့မဲ့အစီအမံတွေဆောင်ရွက်ဖို့အဆိုပြုထားတယ်လို့ဆိုကဒီလိုဆုံးဖြတ်တဲ့အပေါ်စိတ်ပြတ်တယ်လို့စက်ကောင်စီလက်အောက်ကမြဝတီရုပ်တံကတဆင့်ထုတ်ပြန်ခဲ့ပါတယ်ရှင်။လူ့သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။